နော်ဒီနေ့အကြံပြုပေးမယ့်အကြောင်းအရာတွေကယောဂရှာဖွေပေးခြင်းစေဝါကုသမှုနိလန်းကိုအစားထိုးဖို့အကြံပေးခြင်းမဟုတ်တလို့ကျွန်တော်ရဲ့အကြံပေးချက်တွေကိုအသုံးပြုခင်မှာဆရာဝန်နဲ့အရင်ဆုံးတိုင်ပင်ဆွေးနွေးစီခြင်းပါတယ်တကယ်လို့ဒါဆရာဝန်က keto နဲ့ intermittent fasting နဲ့ပတ်သက်ပြီးတော့တရားလေ့လာထားမယ်ကျွမ်းကျင်ထားမယ်ဆိုရင်အများကြီးကူညီရမှာပါကျွန်တော်ကဟိုဗမာပြည်မှာမရှိဘူးအော်ဟုတ်ပြီခင်ဗျာဟုတ်ကဲ့ဗမာပြည်မှာမရှိတော့ကျွန်တော်ဒီမှာဟိုကျွန်တော်ဂါနာမှာရောက်နေတယ်ဆိုတော့ဂါနာဆိုတော့ ခိုမနဲ့9နာရီกว่า10နာရီกว่าမဲ့တင်ဆရာဒီမှာကျွန်တော်မနဲ့9နာရီပဲရှိတယ်ဆရာဩဟုတ်ကဲ့ပါခင်ဗျာဟုတ်ကဲ့ဟာဒီလိုဆရာဟုတ်ကဲ့ကျွန်တော်ကကျွန်တော်ကအသေးကင်စာဖြစ်နေတာ2021တည်းကပေါ့ဆရာဟုတ်ကဲ့ခင်ဗျာအသေးကင်စာဖြစ်ပြီးတော့ဗမာပြည်မှာကျွန်တော်ဟိုခွဲလိုက်နေတယ်ဟုတ်ကဲ့ခွဲပြီးတော့မတက်တာအောင်ဗမာပြည်ကလည်းအဟုတ်စံဖြစ်ဆိုကျွန်တော်ကတော့ပုံမှန်တကယ်တမ်းကကျွန်တော်နေတာယူရီးယားမှာနေတာဆရာဟုတ်ကဲ့ပါခင်ဗျာ တိုင်းမှာနေရင်လည်းကျွန်တော်အဲ့ဒီမှာဗမာပြည်မှာကျွန်တော်ဟိုဥစ္စာပေါ့ဟိုတနှစ်လောက်ကိုဗစ်မိတဲ့အချိန်မှာကျွန်တော်အဲ့မှာကင်ဆာဖြစ်သွားတာ။ဟုတ်။ထိုင်းလည်းပြန်လို့မရဘူး။ဟုတ်။အဲ့ဒါနဲ့ဗမာပြည်မှာတရားဝင်မှနဲ့ကျွန်တော်ဖြစ်မနေဖွဲလိုက်ရအောင်။ဟုတ်ကဲ့။ဖွဲလိုက်ပြီးတော့မသက်တာတော့ကျွန်တော်ကိုဗစ်ဟိုကိုဗစ်ပြီးတဲ့အခါကျတော့ပြန်လို့ရတော့ကျွန်တော်ထိုင်းပြန်သွားပြီးတော့ကျွန်တော်ထိုင်းမှာ immunotherapy ဆိုတဲ့ဆေးနဲ့တွေ့ပြီးတော့ကျွန်တော်အခုစက်ဒီအသက်အဝဆက်ဖြစ်နေကြပါတော့။ဟုတ်ကဲ့။ကျွန်တော်၃ပတ်တခါဆေးတွေ့နေရတော့ ဟုတ်ကဲ့ဘတ်ကဆေးသွင်းနေတာအားလုံးပေါင်းအခု53လုံးဖြည့်သွားပြီဆရာဟုတ်ကဲ့ပါခင်ဗျာဟာ immunotherapy ထိုးတာ53လုံးဖြည့်သွားဟုတ်ကဲ့ကျွန်တော်ဒါပေမဲ့အခုကျွန်တော် immunotherapy မထိုးတာ3လကျော်သွားပြီဆရာကျွန်တော်ဆေးကိုရက်လိုက်တာအော်ဟုတ်ကဲ့ပါဒီနိုင်ငံကြီးရောက်နေရလဲပါတယ်ဟုတ်ကဲ့ဒီနိုင်ငံမှာရောက်နေရလဲပါဟုတ်ကဲ့အဲ့တော့အဲ့ဒီအတွင်းမှာကျွန်တော်ဘာဆလုပ်လဲဆိုတော့ကျွန်တော်ကတော့ကျွန်တော်ဗန်ကျွန်တော်ပဲအဲ့လိုမျိုးစာရီဖတ်ရင်းနေပဲကျွန်တော်ကပထမဦးဆုံးကျွန်တော်စပြီးတော့အလုပ်လာ36 hour ကျွန်တော်စလုပ်နေဆရာဟုတ်ကဲ့ 36 hour ကျွန်တော်လောက်လာတာအခုဆိုရင်မရှိဘူးဆိုရင်ကျွန်တော်3နှစ်နီးပါးရှိပါပြီဆရာ။အော်ဟုတ်ပြီ။36ကို3နှစ်ရေနောက်ပြီးတော့48 hour ကိုကျွန်တော်အခုဆိုရင်3လ3လလောက်ရှိသွားပြီးတော့ကျန်ခဲ့တဲ့အပတ်ကတိုက်တိုက်ဆိုင်ဆိုင်ကျွန်တော်82နှစ်ကြီးကိုကျွန်တော်စတာ။ဟုတ်ကဲ့ကျန်ခဲ့တဲ့အပတ်ကကျွန်တော်တပတ်ခါလုပ်တယ်ဆရာရဲ့။ဟုတ်ကဲ့ကောင်းပါတပတ်ခါလုပ်တော့အဲ့တော့ကျန်ခဲ့တဲ့အပတ်ကကျွန်တော်စပြီးတော့လုပ်တဲ့အချိန်မှာတိုက်တိုက်ဆိုင်ဆိုင်မှာဆရာ တင်ထားတဲ့ post ကိုသွားတွေ့ပြီးတော့ကျွန်တော်ကဘယ်လိုဖြစ်နေလဲဆိုတော့အခု၂ရက်လောက်ကြော်ပြီဆိုတော့ကျွန်တော်ဒီလက်အဓိကတော့ဘယ်ညာဘက် level ဆရာဟုတ်ကဲ့ညာဘက်လက်ကတကူပစ္စည်းကန်လက်တွေကတ်ကတ်သွားတယ်ဆရာဟာဟုတ်ကဲ့အကျော်ကတ်သွားလားဟာဟာအကျော်ကတ်သွားအကျော်အတင်းပြန်ဖြေရတယ်ဟာဟာပြီးအကျော်လေးတက်ဟော sorry အာမာဆယ်လေးမဆရာကနပြောလို့ပဲကြွက်တက်တယ်ဟာဟုတ်ကဲ့ဟာကျွန်တော်လည်းအဲ့ဒါဘာမှမဟုတ်ကျွန်တော်လည်းဟိုမဟုတ်စံဖြစ်တော့ကျွန်တော် စရာဥစ္စာတော့မဖတ်မိသေးဘူးကျွန်တော်ဒီတိုင်းပဲဟိုဘာခေါ်လဲဗီတာမင်စီကျွန်တော်တို့ဟိုယေဆုဈေးတွေစရာထက်လန်ယေဆုပါတဲ့စဟုတ်ကဲ့အဲ့ဒီဈေးကိုတော့ကျွန်တော်တောက်တောက်နေတယ်အဲ့လိုအဲ့လိုမျိုးဖြစ်နေကြတယ်အဲ့ဒါတောက်တယ်မတောက်ရင်ကျွန်တော်ဒီမှာဒီမှာကျတော့အုံးရေရတယ်ဆရာအုံးရေအုံးစင်းကြီး तू ကအမြဲတမ်းအမ်းပေးမှာရောင်းတော့ဟုတ်ကဲ့ကျွန်တော်အုံးစင်းကြီးတော့တောက်ဟုတ်ကဲ့အဲ့တော့နည်းနည်းတော့ဟိုဥစ္စာဖြစ်တာပေါ့ဆရာရဲ့ဒါပေမဲ့အခုဆရာဥစ္စာတွေ့ပြီးတော့ဆရာနဲ့ပို့ပြီးတော့တိုင်ပင်နေတာပေါ့နော်ဟုတ်ကဲ့ပြီးတော့အခုဒီနေ့ဆိုရင် ဒီနေ့ဆိုရင်လပြည့်နေ့လည်းဖြစ်တာပေါ့နော်လပြည့်နေ့ဖြစ်တော့ပုံမှန်ကကျွန်တော်ကဒီလိုရက်လိုက်တယ်ဆရာစနေနေ့ည9:00နာရီနောက်ပိုင်းတမင်းအများကြီးတော့မစားတာမဟုတ်ဘူးကျွန်တော်နည်းနည်းပဲစားရတာဟုတ်ကဲ့ပြီးကျွန်တော်ရက်လိုက်တယ်ဟုတ်ကဲ့ပြီးရင်ကျွန်တော်အဲ့လိုမျိုးစနေနေ့ညနေပြီးတော့တညာအလုံးတနင်္ဂနွေနေ့တညာအလုံးတနင်္လာနေ့တညာအလုံးပြီးတော့မှအင်္ဂါနေ့ညကြတော့မှကျွန်တော်ပြန်စားတယ်ဟုတ်ကဲ့ပါဟာကျွန်တော်အဲ့လိုလုပ်ထားတာ ဒါပေမဲ့အခုဒီနေ့ကျတော့ကျွန်တော်ကမဆိုဆိုလဲကျွန်တော်အခုဒီနေ့ကဥပုသ်ဆောက်မှာဆိုတော့လေဟုတ်ကဲ့ကျွန်တော်၁၂နှစ်လောက်တည်းကစဖြတ်လိုက်နော်ဟုတ်ကဲ့ပါနေ့လည်း၁၂နှစ်လောက်တည်းကစဖြတ်လိုက်ပြီးတော့အင်္ဂါနေ့၁၂နှစ်မှပြန်ပြီးတော့စားမှာပေါ့ဆရာရဲ့အဲ့လိုဟုတ်ကဲ့ပါအာညစားကြတဲ့ချိန်ပြီးတော့လုတ်ချိန်ပြီးတော့လုတ်တာပါအဲ့လိုအဲ့တော့အဲ့ဒီလိုမျိုးလုတ်တဲ့အနေအထားမှာဆရာအနေနဲ့ကျွန်တော်ဘယ်လိုမျိုးလေးတွေအကြံဉာဏ်ဘေးနိုင်လေပြီးတော့ဆရာကိုကျွန်တော်ဘယ်လိုမျိုးဥစ္စာဖျက်ရမလဲကျွန်တော်အဲ့ဒါလေးသိချင်တာပါဆရာရဲ့ဟုတ်ကဲ့ဟိုဟာပထမဥဆုံးကကျွန်တော်တို့ဟို fasting လုပ်တဲ့အချိန်မှာဟိုဘယ်လိုခေါ်မလဲဟို carbohydrate ဟို keto ပေါ့နော် keto စားတဲ့အလေးထားရှိလားဒါမှမဟုတ် fasting ပဲတည်တဲ့အလုပ်လားကျွန်တော်ကတော့ပုံမှန်ပြောရင်ကျွန်တော်ကီတိုတော့မစားဘူးကျွန်တော် fasting ပဲတည်တံ့လုပ်တယ်ဒါပေမဲ့ကျွန်တော်ကြံတဲ့ဂျားနဲ့ရက်တွေမှာကျွန်တော်ကဆရာလက်တည်အရန်တော့မစားနိုင်တော့ဘူးကျွန်တော်ဟုတ်ကဲ့ဥပါကျုံသွားတော့ကျွန်တော်စားလဲကျွန်တော်နည်းနည်းပဲစားတော့တယ် ဟုတ်ကဲ့ပါဟာထပ်ပြီးတော့နောက်ဆုံးကတော့ကျွန်တော်တကယ်တမ်းကကျွန်တော်ထမင်းမစားတာဆိုကျွန်တော်နှစ်နဲ့ချီသွားပြီကျွန်တော်ကာဘွန်ဟိုက်ဒရိတ်ကိုကျွန်တော်မစားတာဟုတ်ကဲ့ဒါပေမဲ့ဒီနောက်ပိုင်းတော့ဒီဂါနာရောက်တဲ့အချိန်မှာနည်းနည်းလေးအစားအစာဆိုဖြစ်တော့ကျွန်တော်ထမင်းတွေဒါပေမဲ့စားလဲကျွန်တော်အလွန်ဆုံးဒီလိုမျိုးလက်တဆုပ်ချထစ်တော့မပူဘူးဟုတ်ကဲ့ကျွန်တော်ထမင်းစားဟုတ်ကဲ့ပါဒါတော့မတော်တော်စားတယ်အခုဆိုတပတ်ကိုအလွန်ဆုံးတစ်ခါပေါ့ဆရာရဲ့စားဟုတ်ကဲ့ကျန်တာတော့ကျွန်တော်ခေါက်ဆွဲလေးပါလေးနည်းနည်းစားတယ်ဟုတ်ကဲ့ဟာအဲ့လောက်ပဲဟာ ပါမိုလီဝိုက်ဆာဟုတ်ကဲ့ကောင်းတာကကျွန်တော်တို့ဟိုပါလေအဓိကဒီကင်ဆာဖြစ်ရတဲ့အကြောင်းအရာကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာလေဟို mitochondria ဆိုတဲ့ဟို energy ကျွန်တော်တို့ဟိုစွန့်ရင်ထုတ်ပြီးတဲ့ကျွန်တော်ဟိုခေါ်ပေါ့ energy factory ခေါ်တာပေါ့အဲ့ဒီဆက်ယုံလေးတွေအကောင့်လေးတွေရှိတယ်ဆိုတော့ကင်ဆာဖြစ်ရတဲ့အကြောင်းကသူတို့တွေကပျက်စီးသွားလို့ဖြစ်သွားတာဆိုတော့သူတို့တွေပျက်စီးရင်ကင်ဆာဖြစ်တတ်တယ်ဆိုတော့သူတို့တွေပြန်ပြီးတော့ ဟိုကောင်းမွန်အောင်ပြန်ပြီးတော့တို့တွေနေနိုင်အောင်တို့ဆွမ်းအားပြန်ပြည့်အောင်ကျွန်တော်တို့ကဟိုပါပေါ့ healthy diet စားဖို့လိုတယ် healthy ဟိုအဟာရနဲ့ပြည့်စုံတဲ့အစားအစာတွေစားဖို့လိုတယ်နောက်တစ်ခုက fasting လုပ်ပေးဖို့လိုအပ်တယ်ဆိုတော့ fasting လုပ်ပေးဖို့လိုအပ်တယ်ဆိုတော့ fasting လုပ်တဲ့အချိန်မှာကျွန်တော်တို့ဒီ session နိုင်နောက်ပိုင်းကစပြီးတော့ကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာခုနကပေါ့ဟိုဘလို့မှဖြည့်ရှင်းလို့မရတဲ့ပျက်စီးသွားတဲ့ cells တွေရှိတယ် protein တွေရှိတယ် cells တွေထဲမှာ ဆိုတော့အဲ့လိုခုနပျက်စီးနေတဲ့ mitochondria တွေရှိတယ်ဆိုတော့အဲ့ဒါတွေကအဲ့ချိန်ကျမှခန္ဓာကိုယ်ကသွတ်သူပြန်ပြင်းတာဆိုတော့ပြန်ပြင်းတဲ့အချိန်မှာအဲ့ယောဂါတွေတော်တော်များများကင်ဆာပါအပါအဝင်တက်တာလာတယ်တချို့ဆိုရင်ပျောက်သွားတာတွေရှိတယ်ဆိုတော့ fasting ကတော့အရေးကြီးအရေးကြီးတယ်ဆိုတော့ဘာကြောင့်ခုန keto စားလားမေးတယ်ဆိုတော့ fasting လုံးနိုင်ဖို့အတွက်ကျွန်တော်တို့ဟို keto ဟို carbohydrate ကိုတတ်နိုင်မြတ်အနည်းဆုံး short စားဖို့လိုအပ်တယ်ဆိုတော့ carbohydrate short စားလေ fasting မှာကျွန်တော်တို့ဟိုအနှောက်အယှက်မဖြစ်ဘူးပေါ့နော်ဟိုစာရာတို့စာရာမခံနိုင်တာလို့အနှောက်အယှက်မဖြစ်ဘူးဆိုတော့ carbohydrate တို့ healthy short စားလို့ရတယ်ဆိုတော့ကျွန်တော်တို့30 gram ငါးနေပြီးတော့50 gram အတွင်းစားလို့ရတယ်တချို့ဆိုရင်အချိန်နေရ30 gram out short စားလို့ရတယ်ဆိုတော့အဲ့ချိန်မှာ carbohydrate တွေကကျွန်တော်တို့ဟိုပါပေါ့နော်အာအရွက်တွေများများစားဖို့လိုတယ်ဆိုတော့အဲ့ထဲကတော့ကာဘိုဟိုက်ဒရိတ်တွေရတယ်အရွက်တွေလည်းရဆိုတော့အဓိကကင်ဆာအတွက်ဆိုရင်အရွက်တွေပိုရတယ် cruciferous vegetables cruciferous vegetables ဆိုတာကျွန်တော်အကြံပေးတဲ့ဟာတိုင်းမှာဟိုဟိုအရွက်တွေကိုကျွန်တော်တို့ခုနှစ်ဆုပ်ကနေ10ဆုပ်စားဖို့လိုအပ်တယ်လို့ကျွန်တော်ပြောပြထားတယ်ရှိတယ်။ဒါပေမဲ့ cruciferous vegetables ဆိုတာဟိုအရန်ကို dense ဖြစ်တဲ့အစာကြည်လည်းနည်းနည်းလေးပို့ပြီးတော့ခက်ခဲတယ်ပေါ့နော်။ဆိုတော့အဲ့ဒါတွေကြတော့ကျွန်တော်ပန်းမွေအစိမ်းလိုမျိုးပြီးတော့နောက်တစ်ခုက gobi ထုတ်ပြီးဆိုတော့ gobi ပန်းအဖြူတို့အဲ့ဒါတွေကြတော့သူက nutrition dense ဖြစ်တဲ့အတွက် သုံးဆုပ်လောက်ဆိုရင်ရပြီအဲ့ဒါသုံးဆုပ်လောက်စားရင်ရပြီသုံးဆုပ်လေးဆုပ်လောက်စားရင်ရပြီဆိုတော့အင်ကောင်တွေက nutrition တအားကောင်းတယ် dense ပြီးတော့နောက်ဟို sprout လေးဟိုအပင်ပေါက်လေးတွေအဲ့ဒါလေးတွေစားလို့ရတယ်ဆိုတော့အဲ့ဒါလေးတွေကပို့ပြီးတော့ကောင်းတယ်ပြီးတော့နောက် garlic စားပြီးပို့လို့တယ်ကြက်သွန်ဖြူဟုတ်ကဲ့ကြက်သွန်ဖြူဟုတ်ကဲ့ဆရာကောင်းတာတော့ဟိုကြက်သွန်ဖြူအရင်ဦးဆုံးဥမာထားပါတော့ခီးတာပဲဖြစ်ဖြစ်ဓာပြားကြိုက်လိုက်တာပဲဖြစ်ဖြစ်အဲ့ဒါကိုခဏဒီ oxygen နဲ့ဟိုတက်ပြူသွားအောင်ခဏ5မိနစ်10မိနစ်လောက်ထားထားပြီးတော့မှကြက်သွန်ဖြူစားကြက်သွန်ဖြူအမှန်တန်ကောင်းတယ် ဆိုတော့ကြက်သွင်းပြီးစားပြီးဘူးဟုတ်ကဲ့ဆိုတာအတွက်နောက်တစ်ခုကအဲ fasting လုပ်တယ်ဆိုရင်ကျွန်တော်ဖြစ်နိုင်ရင်တဖြည်းဖြည်းတိုးတိုးပြီးလုပ်ကြည့်ပါတကယ်လို့ဟိုမှာတချို့ဟိုကျွန်တော်တို့ဟိုကကျွန်တော်တို့ဆရာ interview လုပ်ထားတဲ့အဲဒူတွေရှိတယ်ဆိုတော့ fasting အဲ cancer stage 4မှာတော့မှလုံးဝပျောက်သွားတယ်ဒါပေမဲ့ तू က fasting ကိုနောက်လျှောက် तू ကလုပ်တယ်အာကျွန်တော်ထင်တယ်ခုနှစ်ရက်အာ14ရက်လောက်ကြာတယ်နဲ့တူတူလုပ်တာအဲ့လိုပဲပေါ့နော်ပုံမှန်14ရက်လောက်လိုက်နောက်ခဏနေ ပုံမှန်14ရက်ပြန်လုပ်လိုက်ဆိုတော့သူ့မှာကန်ဆာလုံးဝပျောက်သွားတယ်အဲ့ဒါ stage 4 cancer ဆိုတော့အဲ့ဒါကန်ဆာပျောက်ကိုပျောက်တယ်ဒါပေမဲ့ fasting လုပ်နိုင်မှုအတွက်တစ်ဖက်ကလည်းဟို carbohydrate short မှုလို့တယ်နောက်တစ်ခုကဟုတ်တယ်ဆရာဟုတ်ကဲ့ fasting လုပ်တယ်ဆိုရင်ကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာသူကအစီအစီကိုသူကတုံးတာ哦ဆိုတော့သူကအစီအစီတုံးပြီးသွားရင်သူကဘာကိုတုံးလဲဆိုတော့ကျွန်တော်တို့ protein ကိုသူကတုံးတယ်ဆိုတော့အစီပမာဏလည်းခန္ဓာကိုယ်ထဲမှာဟိုသူတုံးဖို့အတွက်လိုအပ်ဖို့ဟိုလုံလောက်ဖို့လိုတယ်ပေါ့နော် ဆိုတော့အဲအဲ့ဒါလေးချက်ပဲချိန်ရမယ်ပရိုတင်းသွားတော့ရင်တော့နည်းနည်းလေးလိုရလေဟိုပင်ပန်းပြီးတော့ဟိုနည်းနည်းလေးနှုံးပြီးတော့ဟိုအဖြစ်သွားတာများတယ်ဟိုပြန်ပြီးတော့ချွေးစည်းတွေပြန်လဲအဲ့ဒါကြီးပေါ့နော်ဆိုတော့ side effect ကြီးပေါ့နော်ဆိုတော့အဲ့ဒါတွေကကျွန်တော်အကြံပေးချင်တာ9ရက်9ရက်14ရက်လောက်အနည်းဆုံးဟိုတက်နိုင်သမျှဖြည်းဖြည်းဖြည်းချင်းတိုးပြီးတော့လုပ်သွားရင်သူကခန္ဓာကိုယ်ထဲမှာသူကပြန်ပြင်ပြီးတဲ့အတွက် cancer တွေလည်းပျောက်တယ်ဆိုတော့ cancer ကဘယ်မှာနေလဲဆိုတော့ sugar မှာနေတယ်သူက sugar ကိုအမြဲတမ်းကြိုက်တယ် တော့ရှူကောက်ကြိုက်တဲ့အတွက်ကြားစားလေသူတို့အတွက်ဟိုဘယ်လိုပြောမလဲအဟာရရလေဆိုတော့သူတို့လုံနိုင်လေပြီးတော့နောက်တစ်ခုကကန်ဆာဖြစ်ရတဲ့အကြောင်းကျကျွန်တော် cell တွေကပျက်စီးသွားတာဟုတ်ဆိုတော့ပျက်စီးသွားတော့ cell တွေကသူတို့ရဲ့ဟိုဘယ်လိုပြောမလဲဆက်ပြီးတော့အသက်ရှင်နေထိုင်အောင်နေထိုင်နိုင်အောင်ပေါ့နော်သူတို့ကဟိုပုံစံပြောင်းလိုက်ရတယ်ဆိုတော့ပုံစံပြောင်းလိုက်တဲ့အချိန်မှာကန်ဆာဖြစ်ပြောင်းလိုက်တယ်ဆိုတော့ကန်ဆာဖြစ်ရင်ဘာဖြစ်လဲဆိုတော့သူကအောက်ဆီဂျင်မရလဲသူနေနိုင်တယ်ဆိုတော့ကန်ဆာဖြစ်ရတဲ့အကြောင်းရင်းကခန္ဓာကိုယ်အဲ့နေရာတွေပေါ့နော် ခန္ဓာကိုယ်အဲ့ဒီနေရာတွေအထိအောက်ဆီဂျင်အသေးချာမရောက်မရောက်တော့သူကကြာလာတော့သူတို့တွေပျက်စီးကုန်တယ်ဆိုတော့အောက်ဆီဂျင်မရောက်ရတဲ့အကြောင်းရင်းအားလည်းဆိုတော့ဓာတ်ရဲကြောင်းတော့ဓာတ်ရဲကြောင်းတော့လောကောင်းပြီးတော့နောက်နေထိုင်မှုကြောင်းတော့လောကောင်းဆိုတော့တဖြည်းဖြည်းနဲ့ဟိုအောက်ဆီဂျင်မရောက်တဲ့ exercise နေတာတွေပါနေကြဆိုတော့သူက exhaustion oxygen မရောက်တဲ့နေရာတွေမှာသူတို့ကကြာလာပြီဆိုရင် cell တွေပျက်စီးတယ်ပျက်စီးတော့သူတို့ဆက်ပြီးနေနိုင်အောင်သူတို့ကပုံစံပြောင်းလိုက်တယ်ဆိုတော့ဘယ်လိုပုံစံပြောင်းလိုက်လဲဆိုတော့အဲ့လို oxygen တွေမရောက်နဲ့နေနိုင်အောင် တော့ cell cell စီရနေပြီးတော့ဟို cancer cell ဆိုတော့သူကပြောင်းယူလိုက်တယ်ဆိုတော့အဲ့မှာသူကဆက်ပြီးအသက်ရှင်ပြီးတော့နောက်တစ်ခုကခန္ဓာကိုယ်ထဲမှာဟိုထိခိုက်နာကျင်ထားတဲ့အရာတွေကိုသူကဟိုဘယ်လိုလဲ spread ဖြစ်သွားတယ်ဟိုဘယ်လိုလဲချက်ချက်သွားတယ်ဆိုတော့အဲ့သူအဲ့နာကျင်ထားတဲ့နေရာတွေပဲသူကသွားတာဆိုတော့ထားပါတော့ခွဲလိုက်တယ်ပြုတ်လိုက်တယ်ဆိုရင်အဲ့အဲ့တောက်လျှောက်ကိုသူကဟိုပြန်သွားတာပေါ့နော် cancer cell စီရအဲ့ထိခိုက်နာကျင်နေတယ်ဆိုတော့ခန္ဓာကိုယ်ထဲမှာ ပိန်းမဖြစ်အောင်လည်းနေရဟိုနှာကျင်တဲ့ခံစားမှုတွေမဖြစ်အောင်လည်းနေရမယ်ဆိုတော့အဲ့ဒါတွေကဘာတွေရှောင်ဖို့လိုလဲဆိုတော့ကျွန်တော်တို့ Hindi ဟင်းရွက်စီတွေ swiping လို့ပြီးတော့နောက်ဟို omega 6များတဲ့အစားအစာတွေအဲ့ဒါတွေရှောင်ဖို့လိုတယ် omega 3လိုအပ်တယ်ဆိုတော့ကျွန်တော်အကြံပေးချင်တာ vitamin D ရေးကြည့်ဆုံးပဲ vitamin D vitamin D ကကျွန်တော်တို့နေရောင်ခြည်ရရနိုင်သမျှယူဒါပေမဲ့တချို့ကြတော့နေရောင်ခြည်နဲ့မလုံလောက်ဘူး များသောအားဖြင့်80ရာခိုင်နှုန်းကမလုံလောက်ဆိုတော့ vitamin D supplements ကတောက်ဖို့လိုတယ်ဆိုတော့ vitamin D supplements ကို dose အများကြီးတောက်ဖို့လိုတယ်ဆိုတော့တချို့ကြတော့ဟုတ်ကဲ့ပါ1000 IU လောက်ကိုတချို့ကြတော့တော်တော်များတယ်လို့ထင်ကြတယ်ဒါပေမဲ့ IU နဲ့ကျွန်တော်တို့ milligram နဲ့ကမတူဘူးကျွန်တော်တို့ IU က1000 IU ကကျွန်တော်တို့250 microgram ပဲရှိတယ် milligram တော့မဟုတ်ဘူး microgram ပဲရှိတယ်နည်းနည်းလေးဆိုတော့ IU နဲ့ IU unit နဲ့ပြလို့သာတော့အများကြီးထင်ရတာ ဆိုတော့အဲ့ဒါကိုကျွန်တော်ပြောချင်တာဗိုက်တာမင် D ကတော့ပထမဦးစားပေးအရေးကြီးတယ်။သူကကင်ဆာလည်းကာကွယ်တယ်။သူကအများကြီးပဲခန္ဓာကိုယ်ထဲမှာသူလုပ်ပေးတာ။ဆိုတော့ဟုတ်ကဲ့ပါဆရာ။ဗိုက်တာမင် D ကိုကျွန်တော်ထင်တယ်4000 IU 4000 IU ကိုညနော်4000 IU ဟုတ်ကဲ့ပါဆရာ။နော်လေးကအာယူကိုနေတိုင်းတောက်ဖို့လိုတယ်ကျွန်တော်ထင်တယ်တလတောက်မှာနော်လေးသောင်းအာယူဟုတ်ကဲ့ပါနော်လေးသောင်းအာယူကိုတလတောက်ရမယ်အဲ့လေးသောင်းအာယူတလတောက်နေစင်မှာသူကဗိုက်တာမင် D ကသူ့ တခုတည်းသူကအလုံးမလုံးဆိုတော့အလုံးမလုံးတော့သူနဲ့တွဲပြီးအလုံးလုံးပြီးမဲ့ဟိုဗိုက်တာမင် C ပါဖို့လိုတယ်အဲ့ဒါတော့အရေးကြီးတယ်ခန္ဓာကိုယ်ထဲမှာအဲ့ဗိုက်တာမင် D ကြောင့်ဟိုကယ်လ်ဆီယမ်တွေမများအောင်ပါဘူးသူကထိပ်ပြရမှာဆိုတော့အဲ့ဒါအတွက်သူ့ကိုခန္ဓာနဲ့တောင်းရမယ်ဆိုတော့မဂနီဆီယမ် Okay နော်မဂနီဆီယမ်အဓိကအရေးကြီးတာဗိုက်တာမင် K2 K1 မဟုတ်ဘူးနော် K2 K2 ဟုတ်ကဲ့ဆရာ K2 ကို၄ဆောင်းအိုင်ကို ျွန်တော်တို့400 mcg k2 က400 mcg ဟုတ်ကဲ့ဆရာနော် k2 က400 mcg 4000ပါလေသူ့ရဲ့ဟိုပါပေါ့နော် combination ပေါ့နော်တွဲရမယ်ဟာဆိုတော့ဟို vitamin C 4000ဆိုရင် k2 400 mcg အဲ့ဒါနဲ့တွဲပြီးတော့နောက်အဲ့မှာ magnesium ပါမယ် k2 ပါမယ်နောက်တစ်ခုကအာ zinc ပါမယ် zinc zinc ပါမယ် zinc supplements နော် zinc ပါမယ် အဘိုရွန်ဆိုတဲ့ supplements ပါမယ်ဘိုရွန်တော့အဲ့ဒါတော့ဟိုပါပေါ့နော်ဟိုတတ်ထုထက်ပေါ့နော်ဟို minerals ဆိုတာဆိုဘိုရွန်ပါမယ်ဆိုတော့အဲ့ဒါတွဲပြီးတော့ဟိုနေ့တိုင်းကျွန်တော်တို့ဟိုအထိပေါ့နော်တစ်လလောက်တောက်ပြီးပါနော် fasting ကလည်းအမှန်တိုင်းလုပ်ပြီးပါပြီးတော့နောက်အဓိကရှောင်ဖို့လိုတာတော့တကြားလုံးဝရှောင်ဖို့လိုတယ်ခန္ဓာကိုယ်ထဲမှာတကြားမှမဟုတ်ခန္ဓာကိုယ်ထဲမှာ sugar အဖြစ်ဟိုပြောင်းလဲသွားစေနိုင်မြေ carbohydrate တွေရှိတယ် ဆိုတော့အဲ့ဒါတွေကိုရှောင်ဖို့ဟုတ်ကဲ့ပါဆိုတော့အဲ့ဒါတွေရှောင်ပြီးတော့ fasting ကိုတေချာကောင်းကောင်းအဲ့လို14ရက်လောက်တေချာဖြည်းဖြည်းတော့သွားပါအဲ့လိုလောရမှာနော်ဆိုတော့ဆိုတော့14ရက်လောက်သွားပြီးလုံနိုင်နေဆိုရင်တော်တော်လေးအချိန်ကြီးတူးတက်လာပါလိမ့်မယ်ဆိုပြီးတော့နောက်တစ်ခုကတေးပါဆရာလေခုဒီဆေးတွေထိုးတယ်ကစ်ချာစားပါတော့ကီမိုတို့ radiation တို့ပါတို့အဲအဲ့ဒါတွေရှိခဲ့တယ်ဆိုရင်လည်းကျွန်တော်တို့အဲ့ဒါ8ရဲ့ side effect တွေမဖြစ်အောင်ပြီးတော့နောက်အသေးအတွက်ကလည်းအကောင်းဆုံးဖြစ်တာ myth thistle myth thistle ဆိုတော့ तू အစိတ်တောက်ရှင်းနေအသေးအတွက်အကောင်းဆုံးပဲဆိုတော့ milk thistle ဆိုရဲ milk ငိုပေါ့တာပေါ့နော် thistle ဆိုတော့ milk thistle တောက်ဖို့လိုတယ်အဲ့ဒါကတော့ तू ပါတဲ့ dosage ချင်ကျွန်တော်ထင်တယ်တစ်နေ့ကို၄လုံးနဲ့တူတယ် तू dosage ချလေဘူးပေါ်မှာပါတဲ့ dosage ချင်တောက်လို့ရတယ်ဆိုတော့ milk thistle ကကျွန်တော်တို့ဒီဟို side effect တွေအပေးအတွက်ကောင်းတယ်နောက်တစ်ခုကဟိုဟာခုနဗိုက်တာမင် D ကတော့အရေးကြီးဆုံးပဲ။သူကတော့အားလုံးထဲမှာသူအရေးကြီးဆုံးပဲ။ဆိုတော့နောက်တစ်ခုကကျွန်တော်ထင်တယ်ဟိုဟာ cooling ဆိုတဲ့ supplements cooling 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 ဟုတ်ကဲ့ဟုတ်ကဲ့ဆရာအဲ့ဒါကျုပ်အနှစ်ထဲမှာပါတယ်ဒါမဲ့ तू က supplements အနေနဲ့ထုတ်တာဆိုတော့အဲ့ဒါကကျုပ်အနှစ်ထဲမှာပါတယ်ဒါနဲ့ तू ကအဲ့ဒါကဘာလဲဆိုတော့အဓိက liver မှာဘာဖြစ်သွားလဲဆိုတော့ तू ကအစီဖုံးတာကနေစပြီးတော့ inflammation ဖြစ်တယ် inflammation ကနေပြီးတော့ scar tissue ဖြစ်ပြီးတော့စပြီးတော့ဟို cancer ဘက်ကိုသွားတာပေါ့နော်ကျွန်တော်ဒီမျိုးဖြစ်နိုင်နေဆရာကျွန်တော်ကအရင်ဥဆုံးကျွန်တော်အရင်ကအရက်တောက်ခဲ့တာတွေရောဘာတွေရောနဲ့ကျွန်တော်က ဥစ္စာအသေးအောင်အတဝစီပိုးရင်ကျွန်တော်စဖြစ်တယ်လွန်ခဲ့တဲ့နှစ်ထောင်တစ်ဆယ်လောက်ကအသေးအောင်စီပိုးစပြီးပြီးတော့ကျွန်တော်စီပိုးကိုကျွန်တော်ဆေးထိုးရတယ်ဘိုက်ကိုဆေးထိုးတော့တစ်နှစ်တစ်ခါထိုးတယ်တစ်နှစ်ထိုးပြီးတော့ကျွန်တော်ပိုးကကျသွားပြီးတော့ကျွန်တော်ကပျောက်သွားပြီးတော့မှသုံးနှစ်လောက်နေတော့မှနောက်တစ်ခါထပ်ပေါ်လာတော့ကျွန်တော်နောက်တစ်နှစ်ထပ်တိုးရတယ်။อืมနောက်တစ်နှစ်ထပ်တိုးတော့အဲ့ဒီမှာစီပိုးကတော့ မရှိတော့ဘောเนาะအခုဆရာတော်စီဘိုးကတော့မတွေ့ဘူးဘောဖြစ်နေတာဗောဒါပေမဲ့စီဘိုးဘာမှမဖြစ်တော့ဘဲနဲ့အဲ့ဒီမှာကျွန်တော်ကရန်ကုန်မှာဗမာပြည်မှာရှိနေချိန်မှာကျွန်တော်သွားပြီးတော့တငယ်ချင်းတွေနဲ့အများအားခေါက်ရိုက်နေနေတငယ်ချင်းတွေဟာဘာမှဖြစ်ပါဘူးတောက်လို့ရပါပြီဆိုတော့ကျွန်တော်ဘီယာတို့ဝိုင်တို့သွားပြီးတော့စတောက်လိုက်တောက်လိုက်တောက်လိုက်ပြီးတော့အဲ့ဒီမှာဘုံဆိုပြီးတော့ကျွန်တော်ဆေးသွာစစ်တော့အဲ့မှာကျွန်တော်အသေးမှာကင်ဆာဖြစ်နေပြီဆိုပြီးတော့ကျွန်တော်ဗမာပြည် ဖြစ်ပြီးတော့ AFP ကအဲ့ဒီအချိန်မှာ AFP က Alpha Fetal Protein ကညာ3000နီးပါးတက်သွားတယ်ဆရာဟုတ်ကဲ့3000နီးပါးတက်သွားဆရာမခွဲထုတ်မယ်ဆိုတော့ तू ကလည်းတော်သေးတယ်ဆရာ तू ကအပေါက်ပေါက်ပြီးတော့လေဘိုက်ကို၄ပေါက်ဖောက်ပြီးတော့ तू ကကျွန်တော်အာယူမှာ तू ကခွဲပစ်လိုက်တယ်ဆရာမကြီးကဒါပေမဲ့ခက်တာကမကုန်ဘူးပေါ့ဆရာရဲ့ AFP လည်းမကြတော့ဘူးနောက်ဆုံးသူတို့ကကျွန်တော် 음3လောက်ပဲခံမယ်ပေါ့နော်ဆိုပြီးတော့ကျွန်တော်အရရဲဆိုပြီးတော့ကျွန်တော်ဘန်ကောက်ပြန်လာဒါပေမဲ့ကျွန်တော်ဘန်ကောက်ပဲမနေတာ哦ကျွန်တော်ဘန်ကောက်ပြန်လို့ရတော့ကျွန်တော်ဘန်ကောက်လည်းပါပြီးတော့ဘန်ကောက်မှာကျွန်တော်တောက်ကြောက်လိုက်ပြီးတော့အဲ့မှာအဲ့မှာဆင်းတယ်ကံကောင်းကျင်တော့အဲ့ဒီအချိန်မှာဆရာမကကျွန်တော်ပြောတယ် immunotherapy ဆိုတာယောဂဥစ္စာအတစ်ပေါ့နော်ဆေးအတစ်ပေါ့ဟုတ်ကဲ့ပတ်စံတော့အကုန်ကြများမယ်တတ်နိုင်ရင်တော့လုံးဆိုတော့ဟုတ်โอเคကျွန်တော်တော့လုံးရတာပေါ့ဟုတ်ကဲ့အဲ့တော့ ိုးတော့ပေါ့ဆုံးဆေးတလုံးဆိုရင်ဆရာအဲ့ဒီခအဲ့ဒီအချိန်တုန်းက2022နှစ်တုန်းကတလုံးကိုဘတ်တစ်ခါထိုးရင်ကျွန်တော်ဘတ်၄သိန်းပေးရတယ်ဆရာဟောဟာငွေနဲ့ဆိုသိန်း၄ဟောတုံးအဲ့နဲ့ကျွန်တော်ထိုးလဲထိုးပြီးတော့သိန်း၄သိန်းဆိုပြီးတော့အပြင်ဆေးရုံမှာထိုးပြီးတော့ကျွန်တော်မခံနိုင်တော့ဘူးကျွန်တော်အဲ့ပစံလိုက်ဆိုကျွန်တော်လည်းတက်အောင်ရှင်းမှာမဟုတ်ကျွန်တော်လည်းကုန်မှာပဲဆိုတော့ဟုတ်ကဲ့ကျွန်တော်အစိုးရဆေးရုံပြောင်းအစိုးရဆေးရုံကတဝက်ကျော်ကျော်လောက်တက်တာလေ2,900လောက်ကြာတယ်။ဟုတ်ဟုတ်ကဲ့အစိုးရ ဟုတ်ဆေးရုံမှာအဲ့ဒါနဲ့အဲ့ဒီမှာအဲ့ဒီမှာကျွန်တော်တောက်လျှောက်ကိုးလာတာကို43လုံးရှိပြီပေါ့နော်ဒါပေမဲ့ကျွန်တော်ဒီမှာအခုဒီပဲရောက်နေတဲ့3လမှာကျွန်တော်ဆေးမထိုးပြေဘူးဟုတ်ကဲ့ကိုးလည်းမထိုးဆေးလည်းအဲ့ဒါကျွန်တော်အဲ့ဒါနဲ့ကျွန်တော်ဒီတိုင်းပဲနေနေရတာပေါ့အခုကျွန်တော်ပြန်ဖို့တော့ရှိနေပြီပေါ့နောက်ပြေပတ်နေတော့ပြန်ရင်တော့ဆေးဆစ်ပြီးတော့ကျွန်တော်ဥစ္စာဒီဘာဖြစ်နေလဲတော့ကျွန်တော်ပြန်ဆေးရမှာဒီမှာကျတော့ဆစ်ဖို့ကတိတ်ဆင်မပြေတာလည်းပါတယ်ကြည်ရယ်လိုကိစ္စနဲ့လာနေဟုတ်ကဲ့အဲ့ဒါနဲ့အခုဆေးဥစ္စာလည်းတွေ့တော့အာဝန်တာဘာဖြစ်လဲဆိုတော့ကျွန်တော်က လုတ်တာလုံးနေတယ်အဲ့လိုမျိုး consultant လည်းမရှိဘူးရဲ့အခါကြတော့ကျွန်တော်ကရန်ခုရန်ကလုတ်နေတယ်လို့ဖြစ်နေပါဆရာကျွန်တော်လည်းဟုတ်သားမဖြစ်ဘူးဟုတ်ပုံမှန်ကတော့ကျွန်တော်ကရာ base in ကျွန်တော်ယူရီးယားမှာပဲနေတာပါကျွန်တော်နှစ်20ကျော်28တော့တောက်ရှိပါယူရီးယားဟုတ်ကဲ့ခင်ဗျဟုတ်ကဲ့ဆရာဟုတ်ဆိုတော့ပုံမှန်ကဟိုအထောက်ထားတွေတို့တွေးရှိချက်ကြီးတဲ့အများကြီးရှိပါတယ်ဒီ cancer ကဒီ fasting ကောင်းကောင်းလုပ်နိုင်ရင် သူပျောက်ကင်းနေဆိုတာလေဟိုတတ်တာသွားတယ်ပျောက်သွားကြတယ်ဆိုတာရှိပါတယ်သူတို့ interview တွေလည်းရှိပါတယ်ဆိုတော့အဓိက fasting ကောင်းကောင်းလုပ်နိုင်မှုအတွက်အထောက်အပံ့အနေနဲ့ carbohydrate shock ကိုကတော့ဒါအရေးကြီးတယ်ဆိုတော့သူ့ကိုထပ်ဟုတ်ကဲ့ထပ်ပြီးတော့သူ့ကိုဘယ်လိုကောင်းလဲဟို chemical cancer cells ရဲ့အသက်ရှင်နိုင်အောင်ဒီ carbohydrate တွေတရားတွေစားဖို့လိုတယ်ခုနအရက်ကြောင့်အရက်ကတော့ဟုတ်တယ် liver ပျက်စီးတတ်တယ်ဆိုတော့အဲ့ဒါတွေအဓိကထားပြီးတော့ရှောင်မယ်ဆိုရင် vitamin D ကတော့အများကြီးလိုအပ်တယ် vitamin D ဆိုတော့အဗီတာမင် D ကိုတက်ချောက်ပေးဖို့လိုတယ်။ potassium citrate တို့ magnesium citrate ဟိုရပါတယ်နော်ဆရာ200 mg ရတယ်ရတယ်ခင်ဗျ magnesium မှရတယ် magnesium မှရတယ်ကောင်းတာတော့ကျွန်တော်တို့ဟိုပါပေါ့နော်အ glycinic ဆိုလားဒီတစ်ခုရှိတယ် magnesium glycinic ဟုတ်အဲ့ဒါတော့ cell တွေကချက်ချင်းစုပ်ယူနိုင်တယ်ဟို cell တွေကြီးတန်းရောက်ဟုတ်ကဲ့သူထပ်ပြီးတော့ဆိုတော့အဲ့ဒါရနိုင်တယ်အဲ့ဒါတော့ဈေးနည်းနည်းပူကြီးတယ်ဆိုတော့ဟိုပါလေနောက်တစ်ခုက ဗိုက်တာမင်စီလိုတယ်တလားဗိုက်တာမင်စီကိုလေဗိုက်တာမင်စီဟာ dose များများလိုတယ်ဗိုက်တာမင်စီရလေဆိုတော့သူတို့တချို့ cancer protocol တွေမှာဟိုဟာရှိတယ်ဗိုက်တာမင်စီကို dose များများနဲ့လေခန္ဓာကိုယ်တည်းကိုသူတို့ထိုးထည့်ရတာတွေရှိတယ်ဆိုတော့ဒါဆရာဝန်တွေညွှန်ကြားပါလိမ့်မယ်ဆိုတော့ဒါပေမဲ့အဓိကတော့ဗိုက်တာမင်စီကဒီချိန်မှာပို့ပြီးတော့လိုအပ်တယ်ဆိုတော့ဗိုက်တာမင်စီကိုဘယ်ရရမလဲဆိုတော့ကျွန်တော်တို့အရွက်တရားရတယ်ဆိုတော့ lemon တို့ lime တို့အဲအဲ့ဒါတွေရရတယ် ဒါပေမဲ့ကောင်းတာကဗိုက်တာမင် C နဲ့ဒီလင်မွန်တို့ကိုလင်မွန်ဟိုဗိုက်တာမင် C အတွက်အဲ့လင်မွန်နဲ့ lime တို့ကိုသုံးမယ်ဆိုရင်ကျွန်တော်တို့အခွန်လေ blender နဲ့ကြိတ်ပြီးတော့လေအခွန်မှာတခါတည်းဟို blender နဲ့တောက်ချလိုက်ပြီးကောင်းတယ်ဆိုတော့အဲ့အခွန်မှာလည်းတောက်လို့ရရတယ်ရတယ်ခင်ဗျာရတယ်ဟိုတေချာအောင်တော့စေလို့လိုတယ်ကောင်းတာတော့ organic လိုမျိုးကိုယ့်အကူစိုက်ပြီးတော့ထားတဲ့စီရရရင်လည်းပိုကောင်းတယ်ဆိုတော့အဓိကတော့ organic ရလေပိုကောင်းနေပေါ့နော် မရနိုင်တဲ့အစိုးမအပြင်ဟောင်းတရားသန့်သန့်အောင်စီးပြီးတော့တောက်လို့ရတယ်နောက်တစ်ခုက apple cider vinegar ဘယ်ဆရာကျွန်တော် apple cider vinegar မှာလည်းဟိုဟာပေါ့နော် antioxidant ပါအောင်ကျွန်တော်ဖြည့်စီချင်တာဂျင်းလေးကိုလေနည်းနည်းထည့်ပြီးတော့ apple cider နဲ့စိမ့်ထားဂျင်းနည်းနည်းထည့်ပြီးတော့နောက် lemon ဖြည့်ဖြည့် lime ဖြည့်အဲ့မှာညှစ်ထည့်ညှစ်ထည့်ပြီးအဲ့ဒါကိုဖြည့်နိုင်တနည်းတစ်ခွက်တောက်ပြီးပို့လို့ရတယ်ဟုတ်ကဲ့ပါဆရာ ဆိုတော့အဓိကသူ fasting အကြာကြီးလုပ်တဲ့ချိန်မှာတော့သူကခန္ဓာကိုယ်ထဲမှာလေဟို acid တက်နေရတဲ့အတွက်အဲ့ချိန်တော့ aspartic medical မတောက်ရင်မတောက်ဘူးပေါ့နော် fasting ပြီးသွားတော့ကိုယ့်ကိုဟို fasting ပြီးသွားရင်လည်းကျွန်တော်ဗီဒီယိုရှိပါတယ်ဟိုဖြည်း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 ချင်းအစာပြန်စားရတဲ့ပုံစံလေအဲ့ဒါမျိုးကျွန်တော်အဲ့ဒါဟုတ်ကဲ့ဆိုတော့အဲ့ဒါမျိုးပြန်စားပြီးတော့တေချာရပြီဆိုမှ aspartic medical ပြန်တောက်။ဘာဆိုတော့ acid တက်အားများတော့ထပ်ပြီးတော့ acid ကိုမထည့်ချင်အဲ့ချိန်မှာလေမထည့်တာကောင်းတယ် ဟို long term ပေါ့ဒီ24နှစ်ကြီးထက်ကျော်ပြီးတော့ fasting လုပ်တဲ့ချိန်မှာအဲ့လားလေးနည်းနည်းသတိထားဖို့ပြီးပဲဟုတ်ကဲ့ပါဆရာကျွန်တော်တခုသိချင်တာအခုလေကျွန်တော်ကျွန်တော်လုပ်နေတာကအခုနောက်မျိုးပေါ့တပတ်မှာ9ရက်ရှိရင်တပတ်မှာအခုကျွန်တော်က2ရက်မစားရဲအခုဆို3ရက်မစားဘူးအဲ့လိုတိုးတိုးလာတဲ့အစားဆရာပြောသလိုအဲ့လိုမလုပ်ဘဲနဲ့တက်နိုင်တလောက် long ရှိရှိသွားဖို့ဟုတ်လားဆရာဆရာဟုတ်တယ်ဆရာ9ရက်ပါလေဆရာကျွန်တော်ဟိုကိုယ့်ရဲ့ဟို body ရဲ့ ဟုတ်ကဲ့ body ကပြောတာကိုတစ်ချက်နားထောင်ပါတော့ဟိုကိုသဘောပါဘူးမထားပါတော့ကိုကမူးလာတယ်အာရေးရေးရေးဖြစ်လာတယ်ဆိုရင်တော့စားမှုလို့လေပေါ့နော်ပုံမှန်အဖြစ်ဆိုတော့အဲ့လိုမဖြစ်ဘူးကိုကလည်းရတယ်ပုံမှန်ခေါင်းကလည်းကြည်နေနေတယ်ခန္ဓာကိုယ်မှာလည်းအင်အားရှိတယ်ဆိုရင်တော့ရနိုင်တယ်များဆက်ကိုသွားဆိုတော့ဆက်ကိုသွားဖို့ဟုတ်ဗီတာမင်တော့သုံးဆွဲလို့ရတယ်ပေါ့နော်ဆရာဗီတာမင် ဗီတာမင်တွေအဲ့ဒီအချိန်မှာဗီတာမင်တွေအရရရတောက်ဖို့လိုပဲအဲ့ချိန်မှာတောက်ဖို့လိုလေအဲ့ဒါတွေမတောက်ရင်ခန္ဓာကိုယ်ကဟိုဟိုကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာတေချာဟိုအဟာရတွေရတယ်ဟို reserve လုပ်ထားတာတွေကတေချာဟိုးတော့မှလူတွေလူကောင်းကောင်းမရှိတော့ဘူးဘာကြောင့်လဲဆိုတော့အစားအစာတွေထဲမှာဒီအဟာရတွေကပြည့်ပြည့်စုံစုံမပါတော့မပါတော့ကျွန်တော်တို့ဗီတာမင် C ကိုထည့်ပေးဖို့လိုအပ်တယ်အဲ့ဒါတော့ထည့်ပေးရမှာပြီဆိုတော့အဲ့မှာကျွန်တော်တောက်ဖို့တေချာကျွန်တော်ပြောပြထားပါတယ်အဓိက CM ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ဟုတ်ကဲ့ဟုတ်ကဲ့ပါဆရာ အဲ့ဒါအများကြီးဟိုဆက်ဆရာအဲ့ဒီအရဆိုတော့ကျွန်တော်ဟိုအခုပို့ပြီးတော့တည်သွားတာပေါ့နော်အရင်တော့ကတော့ကိုယ့်ဘက်ကိုယ်ပဲကျွန်တော်ဥနာအစာဆိုလဲကျွန်တော်လည်းတည်တယ်ဘာဖြစ်လဲဆိုတော့တခုခုအဲ့လိုမျိုးအကြာကြီးရက်ထားပြီးတော့စားလိုက်တာ ਨੇ ကျွန်တော်ဆိုပထမဦးဆုံးတော့ကျွန်တော်1နေသွားတာဟုတ်တယ်ဟုတ်တယ်သူက1နေသွားတာကိုယ်ထဲမှာ shift ဖြစ်သွားတာ sales တွေတော့လေအဟာရတွေကဟိုဘယ်လိုပြောမလဲအားနဲ့အချိန်နဲ့စောင့်ဝင်သွားတဲ့ပုံစံမျိုးပေါ့နော်ဆိုတော့ heart beat တွေအနေနဲ့ရှိတယ်ဟုတ်ကဲ့ဟုတ်ကဲ့ပါဆရာ တပြည့်တော်သေးပါကျွန်တော်အခုတပြည့်ဟိုဥစ္စာဆရာချီမှလည်းလာပြီးတော့ဟိုအကြံဉာဏ်ယူလို့ရတယ်ဆိုတော့အားရှိပါပြောပြောပါခင်ဗျာဟိုနောက်ဟိုအဲ့လိုတလကျွန်တော်ထင်တယ်ဒီတလလောက်အဲ့ဗိုက်တာမင် D ကို၄000လောက်ပို့တောက်လိုက်အချိန်နေပြန်ကြည့်ဟုတ်ကဲ့ပါဆရာဟောကျွန်တော်နောက်လမှာအဆင်ပြေတဲ့ချိန်ပေါ့နော်အဲ့လိုအပွိုင်းမန့်လေးယူထားပြီးတော့ကျွန်တော်လည်းပြန်တွေ့လို့ရပါဟုတ်ကဲ့ပါဆရာဟုတ်ကဲ့ဟာဗိုက်တာမင် D ရဲ့ဗိုက်တာမင် C ရဲ့အရေးကြီးတယ် ပြီးတော့နောက်အဲ့အရွက်တွေအဲ့လိုပေါ့ antioxidant များတဲ့အရွက်တွေ cancer ကိုကာကွယ်တဲ့အဲ့ sprout ပေါ့နော်ပင်ပေါက်လေးတွေအဲ့ဒါတွေစားဖို့လိုအပ်တယ်အာ vitamin C ကတော့တတ်နိုင်တဲ့များတိုးတာတာဟိုလောလောဆယ်ကျွန်တော်ကတော့အဲ့ဟို synthetic တွေ synthetic ဆိုရင်ဒီ chemical နဲ့လုပ်ထားတဲ့ vitamin C ကိုတော့တိတ်တော့အားမပြူဒါပေမဲ့သူ protocol ထဲမှာဒီချိန်မှာ vitamin C ကတော့သူတို့အဲ့အဲ့အဲ့ရလာတဲ့ vitamin C မျိုးတွေကိုသူတို့ကများများ dose များများနဲ့သုံးတာနေရှိတယ် ဆိုတော့ကျွန်တော်ကတော့အဲ့နင်မွန်တို့နိုင်ဖို့ဖတ်ကူဦးစားပေးပြီးယူလိုက်ရင်တော့ရတယ်ဖိုက်တမင်တွေပေါ့နော်ဟုတ်ကဲ့ယေရှုဈေးပေါ်ဆရာဆရာစစ်တည်တယ်ဒီမှာတော့အများကြီးရမယ်ဂျာမနီကထုတ်တဲ့ယေရှုဈေးလေးတွေတော်တခါကျရင်ဒီတဲ့သူ့ထဲမှာဈင်းမှာပါပြီးသားရှိတယ်ဆရာရဲ့ဟုတ်ကဲ့ဒီလိုမျိုးဟာဟာဟာဆိုတော့ကောင်းတာတော့လေအဲ့ဒီဥစ္စာ level တစ်ချက်ဖတ်ကြည့်ပေါ့နော်ဒီ level က sugar တို့ sucrose တို့ maltodextrin တို့အဲ့ဒါတွေမပါရင်တော့ပူကောင်းပါလေမပါတိုင်းလည်းဝယ်လို့ရပါလေ तू आ तू आ विटामिन सी ने विटामिन सी 1000 मिलीग्राम ने जिंक 50 मिलीग्राम तू आ योरा आ रहा है जनो हां हां चना မပိုင်ကောင်းပါလေခင်ဗျာဟာဆိုပြီးတော့နောက်ကျွန်တော်တို့ဒီ lime လို့ lemon လို့ရတယ်လေအဲ့ဒါမျိုး blender နဲ့ကြိတ်ပြီးတော့နေတိုင်းတောက်ပြီးပါဟုတ်ကဲ့โอเคပါဆရာဟုတ်ကဲ့ဟာဟုတ်ကဲ့ပါဆရာဟုတ်ကျေးဇူးအများကြီးတင်ပါတယ်ဆရာရပါတယ်ဟုတ်စွာဖြစ်တာလေးဟာဟာနောက်တလားတော့ဒီအချိန်ရလဲပြန်တွေ့တာပေါ့ကျွန်တော်ပြန်ခေါ်ပါမယ်နော်ဆရာအဓိကနောက်တစ်ခုကျွန်တော်ရှိမှာ အမေရိကလာတဲ့သူကျွန်တော်တို့ဘာလို့ခေါ်ဘယ်လိုဆိုရင်စေးတံပေါ့ဆရာစေးတံစေးတံတဘောမျိုးပဲစေးတံတောက်တဘောပဲဆရာအဲ့ရောဘာ effect ဖြစ်နိုင်လဲဆရာအဲ့တော့ကျွန်တော်တော့မသုံးစေချင်ဘူးခင်ဗျမသုံးစေချင်အဲ့ဒါလေ level ဓာတ်ရိုက်အေးအေးဟိုဟာပေါ့နော်အေးရဲ့ဟို toxic ဆိုတာတော့အဲ့ဒါတွေက level ရောက်တယ် ဆိုတော့ကျွန်တော်တို့အဲ့ဒါတွေဟုတ်ကဲ့တက်လိုက်စီခြင်းနဲ့အဲ့ဒါတွေရက်စီလိတ်ကအစပေါ့နော်အဲ့ဒါတွေရက်ထားလိုက်ကျွန်တော်ဟုတ်ကဲ့ကျွန်တော်အေးဟိုဘီယာတို့ပေါ့နော်ဘီယာအဲဝိုင်းအဲ့ဒါတွေကဲဟိုအယ်ကိုဟောပါတဲ့ဟာတွေလည်းအဲ့ခုရက်ထားဖို့လိုအပ်တယ်ခင်ဗျဟုတ်ဟုတ်ကဲ့ဆိုတော့ဟိုရေပဲယူယူပြည့်ပြည့်စုံစုံတောင်းပြီးတော့နောက်အေးခုနဗိုက်တာမင် C ခုနကျွန်တော်ပြောတဲ့ဟာတွေနဲ့ fasting ကိုတေချာ နိုင်နိုင်နေနေလုံနိုင်ရအဆင်ပြေပါတယ်ခင်ဗျာဆိုတော့လမ်းလေးရှောက်ပြီးဘူးလို့အဆင်ပြေရင်လည်းနေအောင်ကြီးထွက်နေနေကြီးကနေပြီးတော့ဟုတ်ကဲ့ vitamin D ဟုတ်ကဲ့ပုံမှန်ကတော့ကျွန်တော်က golf ရရင်တော့မှကျွန်တော်အရင်ဟိုအတားတပဲမဲနေအောင်ကျွန်တော် D ဟိုဥစား vitamin D ရအောင်လို့ကျွန်တော်ပုံမှန်တော့တပတ်ကိုအနည်းဆုံးနှစ်ခါလောက်တော့ကွင်းပတ်ပြီးတော့လမ်းလျှောက်လမ်းလျှောက်ပြီးတော့ရိုက်တာကျွန်တော်ရင်တော့ကကောင်းရရင်တော့မှကျွန်တော်ကားနဲ့ရိုက်တယ်အခုနောက်ပိုင်းလုံးဝကားလုံးဝမသုံးတော့မှကျွန်တော်လမ်းကိုလျှောက်ပြီးတော့ဝဲဆက်ရှိကျွင်းလုံးလမ်းလျှောက်ဆိုရင်ကျွန်တော် ွတ်တွေပဲတော့တက်တယ်။ဟုတ်ဟုတ်ကဲ့။အခုနောက်ပိုင်းကျွန်တော်ဘလောက်လောက်သွားဆန်းလဲဆိုအခုဟိုအစာမစားပဲနဲ့တော့မှကျွန်တော်အစာမစားပဲနဲ့ဖြတ်ထားတဲ့အချိန်မှာသွားပြီးတော့ကျွန်တော်ဆက်ရှိရင်တော့ပတ်ကြည့်တယ်ကျွန်တော်ရိုက်လို့ရလားကျွန်တော်ဥစ္စာကျွန်တော်ဆန်းကြည့်ရတယ်ဆရာ။ဟုတ်ကဲ့ပါခင်ဗျာဟုတ်ကဲ့။အမမကောက်ပါလေခင်ဗျာအဲ့ fasting ဒါနိုင်နိုင်လုပ်ပြီးပါအဲ့ဒါတော့ခန္ဓာကိုယ်ထဲမှာသူ့အတူအထဲမှာသူ့အတူပြန်ပြီးတော့ရှင်းပေးတယ်အဲ့မကောင်းတာတွေမကောင်းတဲ့ဂျင်းစီကိုသူကပိတ်တယ်ကောင်းတဲ့ဂျင်းစီကိုဖွင့်ပေးတယ်ခဏကူမှပြင်တဲ့ဒီ cleaning book သူကပို့ပြီးတော့အားကောင်းတယ် ဟုတ်ကဲ့ဟုတ်အခုတော့တော်တော် AFP ကတော့ကျွန်တော်နောက်ဆုံးကျွန်တော်စစ်တာတော့100လောက်ထိကျပါပြီဆရာ100လောက်ပဲကျတယ်ဟုတ်ကဲ့ဟုတ်အခုတစ်ခေါက်ပြန်ရင်တော့ဘယ်လောက်ကြာမလဲတော့မသိပြန်စစ်ပြန်ပါဆရာ။ဟုတ်ကဲ့။ Teacher fasting လုပ်ပါခင်ဗျာ။အကောင်းနေခင်ဗျာ။ liver ကကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာလေပြန်ပြီးတော့ဟိုဟိုဘယ်လိုခေါက်လဲ။ပြန်ဖွံ့ဖြိုးလာနိုင်တယ်။ liver ကပြန်ဖွံ့ဖြိုးတယ်။ဟုတ်ကဲ့ပါ။တချို့ liver တွေကိုတချို့ဟိုဖြတ်လိုက်ရတာတို့ပါတို့။ဒါပေမဲ့လေ तू က 70เอ่อ25%ပဲကျန်နေထားအောင်နောက်3-4နှစ်နေနေသူ grow ဖြစ်လာတယ်ပြန်ပြီးတော့ခွင့်ပြုလာတယ်လေမာကလေဆိုတော့ပြီးတော့ liver ပြန်ကောင်းတိုင်းနဲ့အစိပ်ပိုင်းထဲမှာလည်းပါတယ်အဲ့ဒါဟာတစ်ချက်တော်တော်လေးအားသာချက်ရှိပါတယ်ဆိုတော့အဲ့ diet နဲ့ဒီနေထိုင်မှုကိုတေချာလုပ်ပြီးတော့အဲ့ fasting ကအရေးကြီးတယ်ဆိုတော့ fasting ကိုတေချာကောင်းကောင်းကြာကြာလုပ်နိုင်ပြီးပို့ပြီးတော့စိတ်ချရတယ်ပြန်ကောင်းတာမြန်နေပေါ့နော် ဆိုတော့တစ်ဖက်ကလည်းဘလို့ဆိုတော့ fasting ကြောင့်ခန္ဓာကိုယ်မလဲသွားအောင်လည်းဂယူဆိုင်ရမယ်လုံနိုင်သမျှခန္ဓာကိုယ်ကမပင်ပန်းသရွေ့ရှိရှိတာလုပ်ပြီးပါဟုတ်ကဲ့ပါဆရာဟုတ်ကဲ့ဟုတ်ကဲ့ပါဆရာကျေးဇူးအားကြီးတင်ပါတယ်ဆရာအားကျွန်တော်ပြလို့ဘာငေါ့ကိုရန်ကုန်ရောက်လာလဲလို့ရှိရင်လည်းကျွန်တော်ဆရာကိုလာပြီးတော့တွေ့ပြီးတော့ကာလဝပြုအောင်မယ်ဆရာရပါတယ်ခင်ဗျာဟာ